တခါတုန်းကတစ်ပင်တွေထူထပ်ပြီးဒါရလှပတဲ့ဒေါ်အုံကြီးထဲမှာယုံလေးတကောင်နေထိုင်ပါတယ်။ဒီနေ့မှာတော့ယုံလေးဟာအစာရှာရင်ဒေါ်အုပ်ထဲက၆ကမ္ဘာနိုင်ကိုရောက်သွားပါတယ်။အဲဒီမှာမတော်တဆချေချောပြီးချောက်ထဲပြူချတော့မလို့ဖြစ်နေတဲ့မြည်ခွေးကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။မြည်ခွေးကြီးဟာသူ့ရန်သူဖြစ်ပေမဲ့ယုံကလေးက မြေခွေးကြီးအဖြစ်ကိုကြည့်ပြီးဂယုနာစိတ်နဲ့ကူညီဟုဆုံးဖြတ်လိုက်ပါတယ်။မြေခွေးကြီးကျွန်တော်လက်ကိုစုပ်ကင်ထားပါလို့ယုံကလေးကအော်ပြောလိုက်ကြီးသူ့လက်ကိုကမ်းပေးလိုက်ပါတယ်။မြေခွေးကြီးကယုံကလေးရဲ့လက်ကိုဖမ်းဆုပ်လိုက်ပြီးကြောက်လန့်တကြားနေယုံလေးမိငါကိုခဲတဲ့မယ်ဆိုရင်မိရဲ့အသက်ကိုတတ်စားလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယုံကလေးကတော့ပြုံးပြီးဒါဆိုရင်လည်းကိစ္စမရှိပါဘူး။ ကျွန်တော်တင့်ကိုကဲတင်ပေးမယ်လို့ပြန်ပြောလိုက်ပါတယ်။ယုံကလေးဟာသူ့မှာရှိတဲ့ဟင်အားတွေအကုန်သုံးပြီးမြေခွေးကြီးကိုချောက်ကမ်းပါပေါ်ကနေဆွဲတင်လိုက်ပါတယ်။မြေခွေးကြီးကအန်ဩဝမ်းသာဖြစ်ပြီးမင်းဟာတော်တော်လေးစိတ်ကောင်းရှိတာပဲ။မင်းရဲ့ကျေးဇူးကဘယ်တော့မှမမေ့ပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးသူတို့နှစ်ကောင်ဟာတင်ငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒီနေ့မှတော့ တောထဲမှာမီးလောင်ပြီးမီးခိုးတွေဖုံးလွှမ်းလာပါတယ်။ယုံကလေးကထွက်ပြီးဘူးဂျူးစားပေမယ့်ခြေတော့ကဒဏ်ရာရသွားတာကြောင့်မပြေးနိုင်ပဲဖြစ်နေပါတယ်။ဒီအချိန်မှာမြေခွေးကြီးကယုံကလေးကို တွေးလိုက်တော့ဒီတကားတော့မင်းကငါကယ်တင်မိမယ်လို့ပြောလိုက်ပြီးယုံလေးကိုဂုတ်ကနေကြိုက်ချီကမီးလွတ်ရာကိုခေါဆောင်သွားပါတော့တယ်။ဒီလိုနဲ့ပဲယုံကလေးနဲ့မြေခွေးကြီးဟာသာဝရမိဆွေတွေဖြစ်သွားကြပါတော့တယ်။ ပုံရင်လေးကတော့ဒါပါပဲဂျေဇုတင်ပါတယ်